မောက်ပါတယ်။ကျမမှလည်းရှင်နဲ့ရှင့်အမေရဲ့ဒေါ်စောခင်တို့မိသားစုပေါ်မှာမဟုတ်တမ်းတရားရဲ့အကောက်ကြံထားတဲ့သတိအများကြီးပဲ။အခုဖုန်းခန့်တုံးမြကော်ဖီလောကမှာပြန်ပြီးအခြေချဒီကောင်ကတောက်ရှင်ပြိုင်ကိုတော်တော်ကြိုးစားနေပါတော့။တားရဲ့အောင်မြင်မှုတွေဖုံးကန့်လို့တော်တော်ကြီးထက်နေနေ။ကျွန်တော်ဒေါသကြောင့်သူ့ကိုစိန်ခေါ်ခဲ့တဲ့စကားတစ်ခွန်းအတွက်တောင်မှသူကျွန်တော်ဒီလောက်ထိလိုက်နှောက်ရှက်နေတယ်။ ျွန်တော်သာသူ့ကိုထိတ်တိုက်ရင်ဆိုင်မယ်ဆိုရင်သူကျွန်တော်အဆုံးနဲ့ဒုက္ခပေးတော့မှာဗျာစင်ဘူပါနဲ့သူ့ရတော့ကောင်းဆုံးကြိုးစားထားရပြီဟာအောင်မတော်ဘူးနီငါတို့ဘတော့ပဲကြိုးစားခဲ့ကြိုးစားခဲ့ခုပြီးပြန်မဲမအနိုင်ရမယ်လို့တတ်တတ်ရှိဘူးမဟုတ်စေပါဘူး ပို့ပြီးတော့ဘာကြီးစားရသေးတို့တော်ထွက်နိုင်လေဟမ်တော်ထွက်ကဒီနေ့ covid ပြိုင်ဝဲဝင်နိုင်ရမယ်ဆိုတော့တတ်မှတ်ပြီးသားတော်ထွက် covid တိုင်းခေါင်းဆောင်တချို့နဲ့ညစာစားပြီးတော့နိုင်ရဖို့စီယုံထားရဆိုတော့တရင်က covid လုပ်ငန်းလူတွေတော်တော်များများသိနေကြဟုတ်ကဲ့ဘယ်တော့ဘေးပေါ်မတော်ပဲနေရော ွဲရောက်လို့တော်ထုံးနဲ့မျက်နှာချင်းဆိုင်တွေ့ပြီးတော့နေရခက်တာဆိုရှိမယ်ငါတို့ဘာမှကြိုးထူးမှာမဟုတ်ပေါ်ထောက coffee လောကမှာထိတ်ဆုံးကနာမည်တစ်လုံးနဲ့ရက်တူနောက်ပဲပါမျော်လေးပြပါမယ်ဆိုကိုသူကကျွန်တော် coffee ပြန်မွေးကိုအဓိကဝင်ရောက်ရှင်ပြန်ရတဲ့ရည်ရွယ်ချက်ကကျွန်တော် Ramla coffee မှာသုံးတဲ့ green ring အစီအသွေးဟာဘလောက်အဆင့်တန်းရှိရဲဆိုအောင် ကျွန်တော်တော်ပြီမှာအတွေ့အကြုံရှိတဲ့ပညာရှင်တွေရဲ့အဆင့်သတ်မှတ်ချက်ကိုသိချင်လို့ဝင်တော့နေ။နိုင်ရှုံးအဓိကမဟုတ်ပါဘူး။ကျွန်တော်တို့ဘာမှမျှော်လင့်မထားတဲ့အတွက်ဘာမှဆုံးရှုံးစရာမရှိ။အဲ့တော့ပြိုင်ပွဲဆုံးဖြတ်ချက်တစ်ခုလည်းဟုတ်ပဲ။ကျွန်တော်တို့ကြည်ကျင်းနေတဲ့လက်ပင် ဒီနှစ်အတွက်တနိုင်ငံလုံးအတိုင်းအတာ coffee university ပြန်လဲမှာတနိုင်ရခဲ့တဲ့ coffee ကတော့ဝန်မှန်တာပဲဖြစ်ပါတယ်ကုထုလောကကြီးမှာ မတရားရဲ့နေလန်နဲ့အနိုင်ယူခြင်းဟာစစ်မှန်တဲ့အောင်မြင်မှုမဟုတ်ဘူး။ဖုန်းခတ်တုံးငင်းငါပါကောင်းလဲဆိုတော့တိတိပါမထက်တည်ရစောင့်ကြည့်နေရကျွန်တော်ကိုတို့နဲ့ပြိုင်မက်တယ်မဖြစ်ချင်ကိုကိုတိတ်ထင်ကြည့်နေ နားရဲ့ပြတ်ပြတ်တယ်မင်းလိုပကြီးချင်းမရှိတော့တယောက်မှမရှိမင်းဘဝတသက်လုံးမှာဒီတစ်ခါလေးစင်မတက်ရတယ်ဆိုပြီးပြောထားလိုက်ဘာမင်းကိုခွင့်ရတယ်အများကြီးပေးထားတယ်နော်ကျွေးလို့မလုပ်ဘူးရောချိုးတင်မြင့်စင်ထားတယ် မားပြောစမ်းရလက်ကခမားပြောတဲ့အတိုင်းဖြစ်လာတာခမားပြောခဲ့တဲ့စကားခမားဘလို့ပြန်ပြီးတောင်းဝင်ယူမှာစစ်ကွေးထားပြီးတော့ကျွန်တော်ပြောတဲ့စကားကိုစုံအောင်နားထောင်ပါဦးလား sorry ကျွန်တော်ဘာအကြောင်းပြောချင်မှမလို့ခမားပြောတဲ့အတိုင်းဖြစ်မလာတာရလက်လွဲတာခမားညံခမားတုံးကြလို့ဖြစ်တယ်ကိုတော်တော် ဒီပွဲဟာကျွန်တော်ရဲ့နောက်ဆုံးပွဲပဲဗျကျွန်တော်တာဝန်ယူထားတာတွေမပြီးရသေးဘူးလာခဲ့ရတာပွဲပြီးတာနဲ့ကျွန်တော်ကိုစစ်ဆေးပြီးတော့ဟော်ဒီကော်ဖီပြိုင်ပွဲနဲ့တတလုံးထုတ်ပေးရတော့မှာအဲ့ဒါခင်ဗျားသိရဲ့လားခင်ဗျားနဲ့ကျွန်တော်နဲ့တွေ့တဲ့ကိစ္စခင်ဗျားကျွန်တော်ကိုလက်ဆောင်ပန်တာပေးတဲ့ကိစ္စအားလုံးပေါက်ကြသွားတယ် ါပေမဲ့ကျွန်တော်ကိုတော်ထွက်တဲ့အကောင်းဆုံးစ조사ခဲ့ပါတယ်ကျွန်တော်ကိုတော်တို့ခမည်းနဲ့ကျွန်တော်နဲ့လက်ပိတ်လက်ယူကိစ္စဘယ်သူမှမသိဘူးဆိုရင်တော့ပြိုင်ပွဲရစက်ကပြောင်းသွားမှာမဟုတ်ဘူးဗျာပြိုင်ပွဲမှာအနိုင်ရတယ်ကော်ဖီကအစိုးကြီးကလေးကရမနာပဲကိုတော်တို့ကျွန်တော်လည်း

ပြန်စရာမလိုတော့လကားရှုံးခံတော့တော့ရပြီ။ဘာပြောဆက်ကြနေလဲ။တထေးကအနိုင်ရဖို့တိုင်းတွေကိုလက်ထိုးခဲ့တယ်ဆိုတဲ့သတင်းပြန်နေပါတယ်။သိကြလား။ဟုတ်ကဲ့မ။ coffee လုပ်ငန်းလုပ်နေတဲ့ coffee လောကသူတွေအကြောင်းမှာတော်တော်ပြန်နေပါတယ်။ရပြီတော့။ဟုတ်ကဲ့ပါ။တော့တော့ကွာ။ န်ကနေရှုံးပြအောင်လို့ကျွန်တော်ရှောက်လို့နေရတာဟာချက်တည်းရှိလိုက်တာကွာဒီအားလေငါတို့အားလုံးရဲ့စူးစမ်းအားထုတ်မှုရလက်ပဲဟုတ်ပါဟုတ်ပါခဲ့ဟောပြစမ်းအောင်ပဲအားလည်းခိုင်ချင်ချင်အဲဟဲ့နေကြီးဟောပေးနင်းဒီနေ့တနည်းနဲ့ကျန်လေသိန်းနဲ့ဆန်ရှောက်ရှိနေပြီဦးလေအตาလေးလုံးကြပါဘူးဟာလေဒါကိုစိုက်မောမှာတင်းပြီးတော့တက်တက်လုံးဂုံစာအောင်ပါ ဘယ်လိုလဲဘာလို့ကြမှာလဲဒီတိုင်းပဲပြီးသွားတော့မင်းဘာလို့ရှင်သေးလဲပါတီပါတီเอကဲလာပါပြီရှင်အားလုံးဆင်သစ်ပါပဲတကယ်လေးလေးဆွေငယ်ရေငယ်တို့ရေခလေးတွေရဲ့ကြိုးစားအားထုတ်မှုကိုဂုံပြုတဲ့အနေနဲ့ပါတီပွဲလေးလုပ်ပေးလိုက်ကြစို့ကွယ် 高嘛，兄弟啊！给，给二百八十来了，哪？多少啊？二百八十八。古井天的我也别也，没弄个一斤没的，搞这要么么 ရောက်နေပြီဖုန်းကောင်လာခဲ့ပါဦးဖုန်းကဘာဖြစ်နေလဲကျွန်တော်မပြောနိုင်ဘူးမဟုတ်လားကျွန်တော်အရင်ကကော်ဖီပြိုင်ပွဲမှာအနိုင်ရှုံးဆိုတဲ့စိတ်တည်းမရှိခဲ့ဘူးဗျတိုင်းမဲ့ကိုတော်တို့ဒီပြိုင်ပွဲမှာဝင်ပြိုင်မယ်ဆိုတာသိလိုက်ရတဲ့အချိန်မှာ ကျွန်တော်မှသူ့ကိုနိုင်ရင်နဲ့စိတ်တွေရှိနေခဲ့။ဒါပေမဲ့ကျွန်တော်ဒီပြိုင်ပွဲမှာသူ့ကိုနိုင်ရတဲ့အချိန်မှာကျွန်တော်မပြောနိုင်ဘူးဗျ။ကျွန်တော်ရောက်ခံစားနေရမှုရယ်ကျွန်တော်ကိုတို့ပုံမှာအမားလုံးမိတယ်လို့လည်းခံစားနေရ ုံးခန့်ရဲ့အဲ့လိုတော့လည်းမဟုတ်ပါဘူးငါတို့ဒီပြိုင်ပွဲမှာတရားတော်နှိမ့်လန့်နဲ့ရှင်ပြိုင်နေငါတို့နိုင်နေဒါပဲလေပြိုင်ပကဘသူပဲဖြစ်နေဖြစ်နေငါတို့ဘာမှမဟုတ်တာလုပ်ထားတာမဟုတ်ဘူးလေငါတို့မမားပါဘူးကျွန်တော်ဒီပြိုင်ပွဲမှာဝင်ပြိုင်ခဲ့တာကျွန်တော်ရဲ့ကော်ဖီအရေးအတွက်ကိုသိချင်လို့ဆိုပေမဲ့ ကိုတော်တို့ကကျွန်တော်ကိုနိုင်ကျင်ခဲ့တာအခုကျွန်တော်ကကိုထုတ်ကိုနိုင်သွားတဲ့အချိန်မှာကိုထုတ်ကျွန်တော်အပေါ်မှာထားတဲ့အမုန်းတရားတွေကပုံပြီးတော့ကြီးထွားလာမှာဗျအဲ့ဒါကိုကျွန်တော်မခံစားနိုင်ဘူးဗျကျွန်တော်ကိုထုတ်ဘက်မှာအပြစ်လုပ်မိခဲ့ပြီအဲ့လိုလည်းမဟုတ်ဘူးလေဖုံးခန့် ူတော်ချောကနင့်ကိုမုန်းနေရယ်ဆိုရင်နင်ဘာပဲလုပ်လို့အပြစ်မြင်နေမှာပဲလေ။တိုင်ဘက်မှာနိုင်နာရှုံးတာအဓိကမဟုတ်ဘူး။ကိုတော်ချောကနင့်ပုံမှာထားတဲ့သဘောထားမပြောင်းလဲနေသေး။နင်တို့ကဘလို့ပဲအကိုလိုသဘောထားတာ။သူကနင့်ကိုညီတယောက်လိုမှသဘောထားတာမဟုတ်တာ။အဲ့ဒါနဲ့ပဲခုံခံအပြစ်ကဘလို့ဘလို့ဖြစ်ရပြောပါဦး။တော့မသိတော့ဘူးကွာ။တိုင်ဘက်ကိုတို့ဘက်ကတွင်း ။အမြဲတမ်းငါဘက်ကမှားနေတယ်လို့မျိုးပဲငါထင်နေမိရဲ့။เนี่ยนี่ตะคุกุสุเมียนกุกุกุไปอึดตินน่ะเนาะเมียนโยต้าผู่สินเนี่ยกลิ้งๆเปี่ยวเลยมะจนดีโลเนี่ยมายัดดีနိုင်น่ะ ဘုရားကျွန်တော်ရဲ့နားမှာရှိနေလို့ဘုရားကျွန်တော်ရဲ့နားမှာရှိနေလို့လဲကျွန်တော်အားလုံးရင်ဆိုင်နေတာအဲဒါကြောင့်ကျွန်တော်ဘုရားကိုကျေးဇူးတင်တဲ့စိတ်တော့အမြဲရှိပါတယ်ဟင်ဘာကျေးဇူးတင်တာလဲကျေးဇူးတင်တယ်ဆိုတာတငယ်ချင်းညီချားတွေမှာပဲပြောရတဲ့စကားလေးသိပါတယ်အဲဒါကြောင့်ကျွန်တော်ဘုရားကိုကျေးဇူးတင်တယ်လို့တော့မပြောခဲ့ဘူးလေကျွန်တော်လည်း မူရာကိုဖုန်းခန့်ဟွာတင်ငယ်လေးတော့နင့်ကိုစောင့်နေတယ်နင်လာမပြုံပါတဲ့အင်းလာရမယ်လေကောင်းပါနေ အပြောင်းအလဲဘာဖြစ်လဲဘာမှဖြစ်ပါဘူးတင်းရပြရတယ် no 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 တိတ်နေရနော်တင်းရလေးကိုပြောပြလိုက်ကောင်းပါလားဟောကောင်းပါဘောရင်းနေပေါ်သွားတာပေါ့ပြောချလိုက်ပြောချလိုက်ဟောလေတင်းရလေးဟိုတင်းကြီးလေးဟိုနောက်ဆုံးချက်ကိုရှာတွေ့ပြီပြောပြန်ဒေါ်ထုတ်တယောက်တည်းနဲ့မမှတ်သေးဘူးလားကိုကြက်ကိုရှာအောင်မယ်ပေါ့လေ။ဟောအဲ့ဒါအဲ့ဒါပေါ့။အဲ့အရင်ကိစ္စကလေပြန်မစွနဲ့ ဟိုအခုဟာတကယ်အတီးပြောပြန်ပြီအေးပါငါနားလိုက်ပါတယ်နင်ကမိနေငယ်တိုးဆိုတော့လေကဲပြောဘယ်ချက်ကိုချက်ပါလဲ ထင်မှတ်တူမှာဟုတ်တယ်ဟုတ်တယ်ဟင်อืม so စရရတိထားမိစင်နေဟာစင်နေကြိုးစားလိုက်တော့နင့်တော့စွမ်းကုန်စပုတ်လုပ်ပြီးမယ်ဒါမှတူမဆက်ဆံရချက်ချင်းချင်းလိုက်လို့မရဘူးတူငယ်လေးခုတော့မှလေတမားကြီးပူလေပူနေရအာ ဟာကော်ဖီရောနာပိုင်ရှင်ကိုဖုံးကလာပါပြီညာအာကိုစိုးရတယ်နောက်ဖုံးငါလေးငါတို့လေးတို့အရန်ကိုဂုံယူရဲတိတ်လားဘူးချိန်တော့ဆိုလို့ရှိရင်တော်တော်ကြည့်ရရန်ခံစားနေရဟာစိတ်ရင်စရာမပြောပါနဲ့တော့ဘူးချိန်မှာပျော်ပျော်ဝဲနေစမ်းပါဟုတ်ကဲ့ဒီဂီတာတီးပြီးတော့တချင်းဆိုတာမကြတာကြာပြီနော်။အော်ကျွန်တော်ဂီတာမတီးရကြတော့အဆင်ပြေမှာမဟုတ်ဘူး။ဇီလာကင်ပြီး မဟုတ်ပါဘူးဗျာတကယ်ပြောမရဘူးကွာမတီးတတ်သေးဘူးဆိုရင်လေဆိုကိုစိုးတီးလိုက်မလားဆိုလို့ရမယ်။ဒါတော့လာပြီ။ဆက်ကြမယ်။ TT Live Plasma. TT Live. TT